ားလုံးမမိမှာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တီအောင်လည်းမိလာပါဆိုတော့ကျွန်တော်တို့အခုအင်္ဂလန်မှာရောဥရောပမှာပါဒါတချို့ controversial ဖြစ်ရတီမှာအခုဒုတိယအဝါကက်နဲ့ပတ်သက်လို့ VR ပြန်မကြည့်တာတို့ harsh pitted decision တွေတခါအဝါကက်တွေကိုဒီနေ့ရာသီမှာပြသတဲ့အခါမှာကိုယ်သမားတွေရဲ့အချိန်ဆွဲမှုတွေအားလုံးကိုစတင်အကျုံးဝေအသုံးပြလာတဲ့အချိန်မှာဒါအခုစီးပင်းစီကတ်တွေကိုထပ်ပြီးရေးဆွဲတဲ့တာဝန်ရှိသူတွေက နောက်ထပ်အဝါကက်နဲ့ပတ်သက်တဲ့စီကံအချို့ကိုထပ်ပြီးတော့တိုးမြင့်ပို့လုပ်နေတယ်။ဆိုတော့ဘလုံးပြိုက်ပွဲကဖြည်း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 ချင်းဒီကိုပို့ပြီးတော့ system တစ်ခုထဲမှာစီကံဒီအောက်ကိုရောက်လာတဲ့အချိန်မှာကျွန်တော်အခုဒီနေ့ရာသီမှာစကျင့်သုံးတာကဒါ down gun board ဆိုရင်ဥပမာဂိုးသမားတယောက် ဘောလုံးကိုလက်ထဲမှာခြင်ထားတာ၈စက္ကန့်ထက်ပူရင်တောင်းကံပေါ်ပြရမယ်အခုနောက်ဆုံးဖြစ်ရနေနဲ့ကျွန်တော်တို့လီဗာပူးနဲ့ဘရန့်ဖို့ပွဲမှာခဲလဟာကဘောလုံးကို၈စက္ကန့်ထက်ပူခြင်လို့ဆိုပြီးတော့လီဗာပူးကိုတောင်းကံပေါ်ပြတယ်ပြောချင်တာကကိုသမားတယောက်၈စက္ကန့်ထက်လက်ထဲမှာခြင်ထားရင်အချိန်ဆွဲလို့သတ်မှတ်ပြီးတော့သူတို့ရဲ့နိုင်မှာ၅စက္ကန့်ဆိုတဲ့စက္ကန့်စပေါ်ပြီး၆ခွန်ဆိုတာနဲ့မြည်ပြီးအဲ့ဒါဆိုရင် automatically တောင်းကံပေါ်ပြတယ်ဆိုတော့အခုအဓိကဆွေးနွေးတဲ့အချက်က ကိုသမားတွေကိုအဲ့လိုပြစ်ဒဏ်ချခြင်းဒါလက်ပစ်ပေါ်တွေမြောက်တဲ့အခါမှာရောနောက်တစ်ခုကဒါအခြားအခြားတော့ဒါဘယ်လိုပြောမလဲစီကန်တွေကိုလည်းပြောင်းလဲတဲ့နေပေါ့လေကိုသမားတယောက်ဘောလုံးကိုကန်တင်တဲ့အခါမှာကိုသမားတယောက်ဘောလုံးကိုဒါဘယ်လိုပြောမလဲကစားမတယောက်လက်ပစ်ပေါ်မြောက်တဲ့အခါပေါ့လေကိုကကျွန်တော်တို့ကဘောလုံးကိုသမားတယောက်ကဘောလုံးကိုလက်ထဲကိုကင်လိုက်ပြီဆို80စက္ကန့်တတ်မှတ်တယ်အဲ80စက္ကန့်နဲ့အတွက်တောင်းကပ်ပေါ်ပေးတဲ့ပုံစံကိုအခုလောလောဆယ်မှာကိုသမားတယောက်ဘောလုံးကန် ဂူဂီကန်တင်းတဲ့ကအချိန်ဆွဲတဲ့အခါမှာအဝါကက်ပြတာအပြင်ကိုတခြား punishment ဒါအပြင်လက်ပြပေါ်မြောက်တဲ့အခါမှာကျွန်တော်အချိန်ဆွဲရင်ဝါကက်ပြတာကိုတခြားပုံစံ similar ပုံစံနဲ့ထပ်ပြီးတော့တွူးမြင့်မယ်ဆိုတဲ့ပုံစံမျိုးတွေထည့်သွင်းထားတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးထက်သူတို့ဒီဘောလုံးစီကတ်တွေကိုထုတ်တဲ့သူတွေရဲ့အဓိကဆွေးနွေးခြင်းတဲ့အချက်က VR ပါဝင်ပတ်သက်ခွင့်ကိုဒုတိယအဝါကက်ကိုပါထည့်သွင်းပေးဖို့ပဲဖြစ်တယ် ျွန်တော်တို့ဥမာ example တွေနဲ့ပြီးခဲ့တဲ့တပတ်ကျော်တုန်းကဘာစီလိုနာကဂျီရိုနာနဲ့ပွဲမှာဒါဘယ်လိုမှအိုက်ကစားမဖို့ဂျီရိုနာကစားမထင်တယ်အိုက်ပွဲမှာဒါအိုက်ကစားမကဒီကစားတော်ရဲ့လက်ကိုမို့ sorry ဂျီရိုနာမို့အိုလံပီယာကောပွဲကချန်ပီယံလိပွဲမကစားတော်ရဲ့မျက်နှာကိုလက်နဲ့တချို့ရှက်ထိသွားတဲ့အခါမှာကိုယ့်လက်တော်ကြီးကချက်ချင်းပဲနောက်တော်ဝါထပ်ပြလိုက်ပြီးတော့နောက်ဝါတဏီဖြစ်သွားတယ်တကယ်လို့အဲ့ဒါက ခိုင်မာမှုမရှိဘူးဆိုရင်အဲ့ဘွယ်အဲ့လုံးကတကယ်တော့လက်ကမတော်ဆထိသွားတယ်ရွေးချက်ရှိတာမဟုတ်ဘူးဒါပေမဲ့ကိုယ့်လက်တလူကြီးကဒုတိယတရားပြလိုက်တဲ့အတွက်အနီးကပ်ဖြစ်သွားတယ်။ तू ကတော့သူ့ကို VR ပြန်ကြည့်မယ်ထင်ပြီးတော့ကွင်းပေးလေးမှာထိုင်ပြီးစောင့်နေမယ် VR ကဒုတိယအဝါကတ်ဆိုဘယ်တော့မှမကြည့်ဘူး။ဆိုတော့အဲ့စီကန်ကတော်တော်ဆိုးတယ်ကျွန်တော်ပရီးမီးယားလိမှာလည်းမကြာခဏဖြစ်တယ်။တချို့ channel တစ်ခုကပထမပထမအဝါကတ်ပြပြီးသားဒုတိယ channel ကမကြမ်းဘူး။ ဒါပေမဲ့ဒန်လူကြီးအမြင်မှာကြားနေလို့ယူဆတယ်ကျော် तू ကအဝါကပ်ပြလိုက်တော့နှစ်ဝါတဏီဆိုတော့ तू ထောက်ခံရရောတကယ်တမ်းကျတော့အဲ့ဒါကအနည်းပြောက်ခွက်မှာထင်တဲ့လောက်မကျန်တာတို့အဲ့လောက်ကလီယာမဖြစ်တဲ့အတွက်ကြောင့်အဲ့အဝါကပ်ကိုတကယ်လို့သာ VR ရှိရင် cancel လုပ်လို့ရတယ်ဆိုတော့အဲ့ဒါက VR ကဒုတိယအဝါကပ်ကိုပါဝင်ပတ်သက်ခြင်းမရှိဘူးဒါပေမဲ့အခုစီကစီကတတ်မှတ်တဲ့သူတွေကမလုပ်လဲဆိုတော့ VAR ကိုဒုတိယအဝါကအထိပါပါဝင်ပြီးတော့ incorrect yellow card ဖြစ်ပြီးအနီကပ်ပြထုတ်ပယ်ခံရမယ့်စီကံကိုသူတို့ဖြတ်သိမ်းပြီးတော့ဒုတိယအဝါကကိုပြတဲ့အခါမှာအနီကပ်ပြထုတ်ခံရပြီဆိုရင် VAR အနေနဲ့တစ်ချက်ပြန်လဲစမ်းသစ်မယ်အခွင့်အရေးကိုထည့်သွင်းဖို့လုပ်နေတယ်ဆိုတော့အဲ့ဒီချက်ကအကောင်းဆုံးအချက်ပဲနှုတ်ဆိုရင်မဟုတ်ဘူးလေနစ်နာတယ် ကိုကဝါကပြခံထားရတယ်ဒုတိယဝါကကကိုက challenge လုပ်တာခံနေနေရင်တစ်ဖက်ကကိုကို feint သွားတာဘာညာဘောင်းနဲ့ဝင်သွားရင်ကိုကအလိုလျောက်ထုတ်ခံရတာတို့ဒါအဲ့လိုပုံစံမျိုးမဖြစ်အောင်လို့ VR ကိုဒုတိယအဝါကမှာလဲပါဝင်ပတ်သက်ပြီးတော့ဒါဆုံးဖြတ်ပြီးဘူးအဲ့ဒါဆိုရင် counter version ဖြစ်ရတဲ့ကိုနေမယ်ဒါအပြင်ကိုတခြားတခြားတော့ဗောလေ WG တွေက ဒါလူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကိုသဘောမကျရင်ဒါဘယ်လိုပြောမလဲနောက်ထပ်ကပ်ပြားတစ်ခုပြပြီးတော့ orange cap လို့ခေါ်တဲ့ကပ်ပြားတစ်ခုပြပြီးတော့နှစ်ကြိမ်တိုင်တိုင် challenge လုပ်ပြီးတော့ VR ကိုနီးပြတွေက တောက်ဆိုခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်းပြီးခဲ့တဲ့ FIFA U20 ပြိုင်ပွဲမှာအသက်သွင်းခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဟာကိုကမ္ဘာဖလားပြိုင်ပွဲမှာတွေ့ရနိုင်တယ်တေချာတာတော့ဒါဘောလုံးစည်းကမ်းတတ်မှတ်တဲ့သူတွေကတောက်ကံပိုးကန်တာတို့လက်ပစ်ပိုးပစ်တာတို့ ဘောလုံးသမားကိုသမားလက်ထဲမှာဘောလုံးကင်ထားတဲ့စီကန်နေအားလုံးကိုထပ်ပြီးဒါသူတို့ဘက်က motivate လုပ်ဖို့ရှိပြီးတော့ဒုတိယအဝါကက်ကို VR power ပတ်သက်ကိုပါထည့်သွင်းဆွေးနွေးပြီးတော့ပြောင်းလဲမှုတွေကိုပြုလုပ်သွားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်